ဂျပန်နိုင်ငံမှာရှိတဲ့စက်ယုံအလုံယုံတွေမှာအလုံလုံကင်နိုင်ဖို့ဂျပန်ကုမ္ပဏီတရာကျော်ကနေမြန်မာလုတ်သားဥယျာဉ်တထောင်ကန့်ကိုခေါ်ယူဖို့ကန့်လန့်ထားတယ်လို့တိုကျိုမြို့မှာရှိတဲ့မြန်မာတန်ယုံထုတ်ပြန်ချက်အရသိရပါတယ်။ ရိုဂျိုမြို့မှာရှိတဲ့မြန်မာတန်ယုံအနေနဲ့အလုတ်သမားဝန်ကြီးဌာနနိုင်ငံခြားရေးရာဝန်ကြီးဌာနကတဆင့်ပေးပို့လာတဲ့ဒီမန်လက်တာအလုတ်ကမ်းလမ်းစာကိုစစ်စစ်ဆောင်ရွက်ပေးနေရလက်ရှိမှာတော့ဆောင်ရွက်စာတမ်းအချက်အလက်တွေကိုစစ်စစ်ဖို့အတွက်ကုမ္ပဏီ138ခုရဲ့စည်ရင်းနဲ့ခွန်ယူမဲ့လုတ်ကောင်ဦးရီစည်ရင်းတွေကိုထုတ်ပြန်ထားပါတယ်ထုတ်ပြန်ကြေညာထားတဲ့စည်ရင်းတွေပါဝင်တဲ့ကုမ္ပဏီတွေထဲကတချို့ကုမ္ပဏီတွေဟာ ဂျင်ညာချက်မထုတ်ပြန်ခင်ကတည်းကတန်ယုံကိုစာရွက်စာတမ်းအချက်အလက်တွေပေးပို့ထားတာရှိတဲ့အတွက်အခုလိုကြိုတင်ပေးပို့မှုဟာအကျုံးမဝင်တာကြောင့်အခုဂျင်ညာချက်ထုတ်ပြန်ပြီးမှသာစာရွက်စာတမ်းအထောက်အထားတွေကိုစာတိုက်ကနေတဆင့်ပြန်လည်ပေးပို့ဖို့မြန်မာတန်ယုံကအသိပေးထားပါတယ် တိုကျိုမှာရှိတဲ့မြန်မာတန်ရုံအနေနဲ့ဂျပန်နိုင်ငံကနေအလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ခွန်ယူမဲ့စက်ရုံကုမ္ပဏီတွေတရားဝင်တည်ထောင်ထားခြင်းရှိမရှိကိုဆော်ရက်စာတန်းတွေနဲ့စီစစ်ကသဘောထားမှတ်ချက်တွေကိုအလုပ်သမားဝန်ကြီးဌာနကိုပြန်လည်ပေးဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။လက်ရှိမှာတော့ဂျပန်နိုင်ငံကိုဘိုးဘွားဆောက်ရှောက်ရေးစာတောက်ကုန်ဝန်ဆောင်မှုနဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေအပါအဝင်တခြားလုပ်ငန်းတွေအတွက်မြန်မာလူသားတွေကိုလှဆင်ခွန်ယူနေကြောင်းသိရပါတယ်။ကျမကတော့စိတ်မှ